ားလုံးပဲမင်္ဂလာပါရှင်ရောပရိသချန်နယ်မှာကြိုဆိုလိုက်ပါတယ်ဆရာချစ်ဦးညိုရဲ့ရာဇကုမာရဆိုတဲ့ဝိထုလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ရာဇကုမာရအပိုင်းနှစ်ပြက်ခရွေတောင်ကျောတစ်ခုလုံးပေါ်သို့အေးတက်ကလွန်လွန်ကဲကဲအုပ်ဆိုးထားသည် တော်ဝက်ကို အကောင်လိုက်กินနေကြသော သူတို့ဤမိဘုံသည် အနီးတစ်ဝိုက်ရှိညံ့အမောင်ထုကို ဖောက်ထွင်းလင်းဖြာစေနိုင်တော်လဲ လုံလောက်သောအပူဓာတ်ကိုကမပေးနိုင်ချေနေရသောမိကြီးခဲများပေါ်သို့တောဝက်အစီများ တပေါက်ပေါက်ကျသွားသောအခါတရှဲရှဲမြည်တံများနှင့်အတူစူးရှသောညှော်နှံ့ကိုရသည်မုတ်ဆိုးငစင့်သည် တောဝက်ကင်ကိုတစို့မှကင်လှဲ့ရင်စကားဟောင်းဖွာဟောင်းဖွာပြောနေသည်အမဲလိုက်အဖွဲသားများကငစင့်ဤပြက်လုံးများကိုတဝါးဝါးရီမောနေကြလေသည် တဲဝါရှိတင်းမြင့်ဆုံးပေါ်တွင်ထိုင်ရင်သူတို့တွေဤလွတ်လပ်ပျော်ရွှင်သောဘဝကိုကျွန်ုပ်ငေးမောနေမိတော်သည်အမဲလိုက်အဖွဲသားများအားလုံးလိုလိုတေရီများမူးယစ်နေကြသည်တေကြည်တော့များသည်မိဘုံအနီးတွင်ဖျို့ဖျဲတဘူးပြီးတဘူးလဲကျသွားကြသည်ပြက်ခွေတောင်တန်းသားများကသူတို့ဤဘဝကိုအမဲလိုက်ခြင်းနှင့်တေရီတောက်ခြင်းနှစ်ခုတွင်သာမြုံနှံထားကြသူများပင် ကိုယ်တိုင်ပြစ်ခတ်၍ရလာသော အမဲလျာကို ကိုယ်တိုင်ချက်သောသေဖြင့်သူတို့စားတောက်ကြသည်ထို့နောက်အမဲလိုက်အတွေ့အကြုံများကိုအချင်းချင်းဖလှယ်ကြကမဆုံးနိုင်သောတောဤပုံမြင်များ၌သူတို့ထိတ်လန့်ကြအံ့ဩကြရေပွဲဖွဲ့ကြနောက်ဆုံးတွင် ပုံမြင်များကိုသူတို့ဤတေရစ်လွန်အိမ်မက်များစီသို့တည်ဆောင်သွားကြမည်များစွာသောအမဲလိုက်မုတ်ဆိုးများသည်တောလိုက်ရခြင်းဖြင့်ပင်တည်ဆုံသွားကြသည်တောဝက်ကြာဝင်စသောကြောက်စရာတာရဲကြီးများနှင့်ရင်ဆိုင်တိုက်ခတ်ရင်း ုတ်ဆိုးပီတာစွာသူတို့အသက်ဆွန်ကြသည် သူတို့သည်ဒီတော်ဒီတောင်မှာပင်မွေးဖွားရှင်တန်ကတည်ဆုံးသွားကြသည်တောသည်ပင်သူတို့ဤကဘာလောကပင်ဖြစ်သည်မြေပြန့်လွင်ပြင်တို့သူတို့မစင်းကြသူတို့ဤဘိုးဘေးကြီးများဖြစ်ကြသောကဲရံနှင့်တက်မျိုးတက်မျိုးနွယ်စုကြီးများကဲ့သို့ပင်သူတို့ဤတောနှင့်တောင်ကိုစုံမတ်တွေ့တာကြသူများပင်အမဲနှင့်တေမအပသူတို့ဘာကိုမှမသိ အရိမတရပူရကိုလည်းသူတို့မသိထေရဝါဒကိုလည်းသူတို့မသိရုပ်စွာအဆုံးသူတို့ကိုငင်းမောရင်တဲဝတင်းမြင့်စုံ၌ထိုင်နေသောကျွန်ုပ်ကိုလည်းမသိရာဇကုမာရဟူသည်မှာမုတ်ဆိုးငစင်ခေါ်လာသောမုတ်ဆိုးတယောက်ဒီတို့ပင်သူတို့နားလေကြသည်သို့သောသူတို့လေးစားသောမုတ်ဆိုးငစင်ကအရှင်ဟုခေါ်သောကြောင့်ကျွန်ုပ်ကိုမင်းတပါဟုသူတို့သိမှတ်ကြသည်မင်းလူလင်ဟူ၍တခါတည်းရန်ကျွန်ုပ်ကိုခေါ်ကြသည် မိအောင်တွင်တေငွေတို့ဖြင့်အစီပြန်ကနီးရဲနေသောသူတို့၏မျက်နှာများကိုကြည့်ရင်ကမ္ဘာလောကအတွင်းရှိပျော်ရွှင်မှုဟူသောအရာကိုကျွန်ုပ်စဉ်းစားနေမိတော်သည်အမဲနှင့်တေကိုမှအပဘာကိုမှမသိတိလည်းမသိခြင်းတိရကောင်းမှန်းပင်မသိသောသူတို့တို့၏မသိကြခြင်းအရာကိုကျွန်ုပ်စောကြောနေမိသည်ပျော်ရွှင်လွတ်လပ်မှုဟူသည် မသိခြင်းမှ ပောက်ဖွားသလောတိခြင်းသည်ပျော်ရွှင်လွတ်လပ်မှုများကိုပိတ်ဆို့တတ်လေသလော ဤချင်းယာဤအဖြေကိုကျွန်ုပ်မတွေးတော့တတ်တော့လဲတေချာခြင်းတစ်ခုကတော့သူတို့တွေကဲ့သို့ပင်ကျွန်ုပ်ပျော်ရွှင်လွတ်လပ်မှုကိုမရရှိခြင်းပင်ဖြစ်ချေသည်ထိုအခါတောဝက်ကိုကင်နေသောမိဘုံနှင့်မိကြီးခဲတို့သည်ကျွန်ုပ်ရင်တွင်သို့ရောက်ရှိလာကြသည်မိညွတ်များထမတစို့တက်လျက်လှဲ့ပတ်နေသောအရာသည်တောဝက်အမဲမဟုတ်ကျွန်ုပ်ကိုယ်တိုင်မိတော်များထဲတွင်မျက်နာတစ်ခုပေါ်လာပြန်သည် ထိုမျက်နာသည်အပြုံးတစ်ခုကိုစီရင်ထားပြီးကျွန်ုပ်ကိုစိတ်စိတ်ကြည့်နေသည်ငယ်ရွယ်သောယောက်ျားတယောက်၏မျက်နာပေါ်မှထိုအပြုံးသည်ကျွန်ုပ်အတွက်အစိတ်လူသောမြားတစ်စင်းနှင့်ပင် ထိုရသည်အလောင်းစီသူ၏မျက်နာဖြစ်သည် သူ့ဦးကောင်းထက်၌မဂိုက်တရဖူကိုစင်မြန်းထားသည်မဂိုက်မှဗရံများသည်သူ့ကောင်းအငယ်တွင်လက်ခနဲတစ်ချက်ပြိုးပြက်သွားပြီးစူးစူးရဲရဲအလင်းနှန်းကကျွန်ုပ်၏နှဖူးပြင်စီသို့ ထိမှန် ထိုးပေါက်သွားသည် ပြောင်းရည်လျက်လောင်းစီသူသည်ကျွန်ုပ်ကိုတခုခုလှမ်းပြောလိုက်သလိုလိုနှုတ်ခမ်းများအလှုပ်ရှားကို ကြည့်လျက်ထိုးစကလုံးကိုကျွန်ုပ်သိလိုက်သည်နောင်မင်းတဲ့။တွာစံငါဟာမင်းရဲ့နောင်မင်းမဟုတ်ဘူးမင်းနဲ့ငါဟာနောင်ညီတွေမဟုတ်ဘူးဟဲ့။အရှင်အတွက်ဝက်ပေါင်ပါငစိအတန်နဲ့အတူသူကမ်းပေးနေသော ဝက်ပေါင်ကင်က ကျွန်ုပ်ရှိရောက်လာသည်အရေကိုများကျွရွနေရဲနေက အသားများအမြောင်းလိုက်ထနေသော တောဝက်ပေါင်သားကို အငိုင်းသားကြည်နေမိသည်သုံးနှစ်သားလောက်ရှိမယ်အရှင်ဒီကောင်ကြီးဟာသူ့တက်တန်းအတွင်းမှာဘလောက်များမနာတမ်းပြေးလွှားလှုပ်ရှားနေခဲ့တယ်လဲမသိဘူးတောဝက်များဟာအစီပြေမရှိသလောက်နေကြပါရဲ့ဒီကောင်ကြီးကတော့ကျွန်ုပ်ရခဲ့ဘူးတဲ့တောဝက်တွေထဲမှာအစီအနည်းဆုံးပါပဲအေးကျွန်ုပ်ရတာမဟုတ်ပါဘူးလေအရှင်းလန်လင်ချက်နဲ့ရခဲ့တာပါငါမစားဘူးမင်းတို့အားလုံးခွဲဝေစားလိုက်ကြဟင်ဘာဖြစ်လို့လဲအရှင် ငစင်အံ့ဩသွားသည်စင်စစ်အောင်သေးစားတောက်ခြင်းဟူရာတွင်အမဲကိုပြစ်ခတ်နိုင်ခဲ့သူသည်ဦးအသေးကလီစာများကို အစိမ့်လိုက်တောဆောင်နှက်များအားပတ်တပြီးနောက်အကောင်းဆုံးဖြစ်သောပေါင်သားကိုဦးဦးဖြားဖြားစားရလေသည်ကဲ့ရဲ့နှင့်သက်ရှေးဟောင်းမျိုးစုမုတ်ဆိုးတို့အယူရမှု ထို့သောမိမိပြစ်ခတ်ရရှိခဲ့သောအမဲ၏အကောင်းဆုံးအသားကိုတမင်မင်တဦးတဖျားစားရသည်သို့မှသာအမဲကိုအဆအဆုံးအောင်မြင်ရာနိုင်နှင်းရာရောက်သည် ထို့သောမစားပါကတည်ဆုံသွားသောအမဲဤဝိညာဉ်သည်တစ်ချိန်ချိန်တွင်မိမိအားချောင်းလက်တက်သည်ဟုသူတို့ယူရှိကြသည်အံ့ဩရာမှတုန်လှုပ်သွားသောငစင်းမျက်နာကိုကြည့်၍သူတို့၏မုတ်ဆိုးအစင်လာယူကိုမပယ်ကောင်းဟုကျွန်ုပ်နားလည်လိုက်သည်ငါမစားလို့ပါကွာဒါပေမဲ့ပေးပေးသူကန်းနေသောသိုးမအသားတစ်ဖက်ကိုကျွန်ုပ်ယူ၍ပါဇက်သေးသို့ပြစ်ထဲလိုက်သည်ထို့နောက်ပြန်ယူသွားရန်လက်ပြလိုက်သည် ထိုအခါမှငဆင့်ကျင်းတ်သွားဟန်ဖြင့်ကျွန်ုပ်စွန့်သောဝက်ပောင်ကိုဝန်သာအားရပြန်ယူသွားသည်ငါစင်လက်ထွက်သွားသည်နှင့်ပါဇက်ထဲမှဝက်ပောင်သားကိုကျွန်ုပ်ထွေးထုတ်လိုက်သည်ကျွန်ုပ်လန်လင်ချက်ဖြင့်ရခဲ့သောအမဲမှန်တော်လဲဤတော်ဝဲဤကိုပေါ်၌လန်လင်ထက်အူးကြခဲ့သောမြားသုံးစင်းရှိနေခဲ့သည်ထိုမြားတံတို့သည်အလောင်းစီသူဤညိုမှလွတ်ခဲ့သောမြားတံများပင်ဘာကြောင့်သူ့မြားတံထိဆိုင်ခဲ့သောတော်ဝဲအမဲကိုကျွန်ုပ်ကစားရမည်လဲ ထွေးထုတ်ပစ်လိုက်သောအသားတုံးများနဲ့အတူနာကြီးစရာတွေအားလုံးပါသွားပါကဘလောက်ကောင်းလိုက်မည်နည်းအရှင်အတွက်ပါမုတ်ဆိုးငဆင့်ရောက်လာပြန်ပေပြီသူ့လက်ထဲတွင် ဖြူဖွေးနေသော တောဝက်အစွဲနှချောင်းနှင့်ဝက်စပူးတေခွက်ကိုကင်ထားသည်ဝက်စွဲကို အကျွန်းစေးကြောတုတ်တင်ခဲ့ပါသည်နောက်တစ်မျိုးလာပြန်ပြီဖြစ်သည်မုတ်ဆိုးတို့သည်ကြက်ခဲရရှိသောဝက်ဆွဲကိုအမျက်တနိုးဂုံယူ၍လဲတွင်ချိတ်ဆွဲတတ်ကြသည်တို့ဒီမဟုတ် တောင်နှမ်းသားများဆိုလျင်ဥကောင် ူပေါင်းရစ်တွင်တက်ဆင်ကြသည်ဝက်ဆွယ်ဆင်းရင်နိုင်ခြင်းသည်မုတ်ဆိုး၏ခုံတိတ်ခါနှင့်သူရသက်သည့်ထိန်အမတ်အဲ့ဒါကိုမင်းယူလိုက်တော့မင်းလက်ထဲကတေခွက်ပဲပြီးဝက်စစ်ဘူးတေခွက်ကိုသူမကန်းခင်ကျွန်ုပ်လှမ်းယူလိုက်သည်ထို့နောက်တအံ့တော်ဖြစ်နေအောင်မြင့်ငစင်ကိုမတိကျိုးကြုံပြုကတေရည်များကိုကျွန်ုပ်မော့ချလိုက်ပြီးဝက်စစ်ဘူးကိုအမှောင်ထဲသို့လွှတ်ပြစ်လိုက်သည်ငါတိတ်ပင်မန်းနေတဲ့ငစင်မင်းတို့ဘာသာမင်းတို့နေကြတော့ငါစီကိုနောက်ထပ်ဘာမှယူမလာနဲ့ဒါမပြနဲ့ဟုတ်လား ဟိုအရှင်ခြေထောက်တန်ရာသွေးတိတ်သွားပြီပဲမကြခင်အနာလဲကြက်မှာပဲကဲကဲသွားတော့ငါဆက်ငါအနာယူခြင်းနဲ့တခါမှမမြင်ဘူးသည့်ပုံမျိုးဖြင့်ငဆင့်ကကြည်သည်ကျွန်ုပ်ပြန်ပြုံးပြလိုက်ရသည် ထိုအခါငဆင့်သည်ခေါင်းကိုရမ်းခါလျက်လှဲ့ထွက်သွားလေသည် ကိုယ်တိုင်ပြစ်ခဲ့သောတော့ဝဲ၏အဆွဲကိုဂုံယူမစင်မြန်းခြင်းအတွက်သူအံ့ဩပေမည်ထို့ထက်ဝက်ဆွဲကိုသူအားပေးလိုက်ခြင်းကြောင့်သူပို၍အံ့ဩဝမ်းသာဖြစ်မည် ထိုထက်မူတေရည်၌အတောက်မလေသောကျွန်ုပ်ကသူ့တေခွက်ကိုလမ်းယူကတခွက်တည်းမောချလိုက်ခြင်းကြောင့်သူပို၍ပို၍အံ့ဩကနားမလည်နိုင် ဖြစ်သွားခဲ့ပေမည်။မင်းနားမလည်တာပဲကောင်းပါတယ်ငစင်ရဲ့။နားလည်ခြင်းဟာရှုပ်ထွေးခြင်းတွေကိုပါတခါတည်းတည်ဆောက်လာတတ်တယ်ကွ။စိတ်ထဲမှရေရွတ်ရင်တဲထဲသို့ကျွန်ုပ်ဝင်ခဲ့သည်။ခြေထောက်မှဒဏ်ရာထက်အဆများစွာပို၍ပြင်းသောဒဏ်ရာတစ်ခုကဤညဖို့ကြိုက်ခဲနှိပ်ဆက်ပေအောင်တော်မည်။ အရိမတရပူရနန်းမျိုးတွင်မနေလို၍တမ္ပဒီပနိုင်ငံတော်တဝိုက်တောတောင်များစီတို့ကျွန်ုပ်ခရီးလှည့်နေခဲ့သည်မှာ၃လခန့်မြရှိခဲ့ပေပြီကျွန်ုပ်ပိုင်ဆိုင်သောဓညဝရီတောင်စင်ခုနှစ်ခရိုင်တွင်လည်းမိုးရသည့်ကြာရောက်နေသောကြောင့်ခြေခင်းလက်ခင်းမသာရှိနေခဲ့သည်ပြီးခဲ့သည့်တစ်လလုံးလုံးမစ္ဆဂီရီဒေတာမှ တောင်တန်းများသို့ရောက်ခဲ့သည်ခရိုင်များကကျွန်ုပ်ရောက်လာသည်ဟုသတင်းကြားသောအခါ မင်းတပါအဖြစ်အဆောင်ရောင်ဖြစ်ကြိုးဆိုကြရန်စီစဉ်ကြသေးသည် ထို့ကြောင့်ခရိုင်များကိုရှောင်ကွင်းကတောတောင်ဒေသများစီသို့ခရီးလှည့်ခဲ့လေသည်ဖြစ်နိုင်ရင်နန်းဖြစ်နိုင်ရင်နတ်ထိတ်တောင်ကြားလမ်းအတိုင်းမြင့်မားစွာသော တောင်ကြီးများစီတက်ကမြင်းတစည်းဖြင့်ဝေးလံသောကုန်းမြတ်များသို့ထွက်ခွာသွားခြင်းသည် တပဒီပသို့မပြန်စရန်အရိမရနန်းမျိုးသို့ခြေဦးပြန်မလှည့်စရန်နတ်တိတ်နတ်ထိတ်တောင်ကြားလမ်းအတိုင်း ဂုံနီးမပါသောမြင်းများစီးကဝင်ရောက်လာခဲ့ကြသောကျွန်ုပ်၏ဘိုးကြီးဘေးကြီးများကဲ့သို့ပင် ရေကြီးရာမျက်နှာလှဲ့လည်ရင်းအရင်းဘဝဖြင့်နေထိုင်ခြင်းစမ်းသည်တို့သောတမဒီပကိုအပိတိုင်မစွန့်ခွာနိုင်သည့်အကြောင်းတစ်ချက်ရှိနေသည်ကြီးမားသောစွမ်းပကားနှင့်ခွန်အားပြင်းသောထိုတန်ရောစဉ်ကြိုးကြောင့်သာကျွန်ုပ်တမ္ပဒီပကိုမစွန့်ခွာနိုင်နေရခြင်းပင် ထိုတန်ရောစဉ်ကမဲမဲကျွန်ုပ်တို့ဤလောကတွင်တူးဒီသောမိခိုအားထားရာ လဲလျောက်ရာနေရာတစ်ခုတည်းသောမြစ်တာရင်ခွင်ကញင်စီမိတိုင်းမိအောင်ဖြောဖြောဖြင့်ခက်မိန်မိန်လင်းနေသောတဲမိုးကိုကြည့်ရင်ကျွန်ုပ်တက်ပြင်းအခါခါချမိတော်သည်တားသိပါရဲ့ကွယ်ဒီလောကကြီးထဲမှာတားနဲ့မဲမဲနှစ်ယောက်တည်းပဲရှိကြတာပါအပြန်လှန်တွေ့မိရတဲ့ရှင်တန်ချင်းတစ်ခုပါမမေကိုစွန့်ပစ်ပြီးတားဘဲကိုမှထွက်မသွားပါနဲ့ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့ကွယ် မဲမဲဤတဖွားဖွားမှားကြားစကားကိုကြားရောင်သည်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ဤစကလုံးကိုတရားဓမ္မ၌မှု့လျော်ပျော်ဝင်ခဲ့ပြီးဖြစ်လေသောမဲမဲကပော့ပါတတစွာထုတ်ဖော်ပြောနိုင်ဆိုနိုင်တော်ညာကျွန်ုပ်အတွက်မှာမူဖြစ်ခဲ့သောထိုအတိတ်တို့သည်အချိန်နှင့်အမျှပင်ရင်ထဲ၌အဆိုင်အခဲဖြစ်တည်ပွားများဒုဒေကြီးမှလာနေချေသည်အန်သွားတို့ကြိုးကြေမတက်ပင် လက်သီးဆုံးမှလေချောင်းတို့သည်လက်ဖွားပြင်သေးသို့နစ်မြုပ်စိုက်ဝင်သွားကြတော့မတက်နမ်းမျိုးနှင့်တပတိပဒီမေကိုရှောင်ကွင်းလျက်နမ်းမျိုးနှင့်တံပဒီပမေကိုရှောင်ကွင်းလျက်တောနှက်တောင်နှန်းဒေတာစီတို့ထွက်ခွာခဲ့သည့်တိုင်ဒင်းနှင့် မလွတ်ကင်းပါတကားကြုံရလေသောကံကြမသည် ကျွန်ုပ်အားတစ်ဖက်သက်နှိမ့်ဆက်လွန်ပြီးထင်သည်ဖြစ်စည်းထူထောင်နိုင်လွန်းသော လောကဒဏ်သည်နှစ်ရှည်လမြတီနေနိုင်ရက်လှသည့ ဤတော့ဤတောင်ထဲမှာပင်မစုံစကောင်းစုံစကောင်းလာရောက်စုံစည်းနေရသည့်အဖြစ်တဲဝရတွင်မိအောင်တစ်ချက်လင်းသွားသည်မုတ်ဆိုးငစင်ဤတံကို အပြင်မှမိဘုံအလင်းနောက်ခံဖြင့်မြင်လိုက်ရသည်ငစင်သည်ခြေတံကိုဖော့နှင်းလျက်ကျွန်ုပ်ဤအိယာစီသို့လျှောက်လာသည် ကျွန်ုပ်ဤတံရာကို လာရောက်စစ်စစ်ကြည့်ရှုခြင်းဖြစ်သည်ကျွန်ုပ်အိပ်ပျော်နေပြီအမှတ်ဖြင့်ငစင်သည်အတန်မပြုတ်မိအောင်သတိကြီးစွာထားနေဟန်ပင်ငစင်လားဟင် အရှင်မအိပ်သေးဘူးလားခြေထောက်ကဒံရကကြိုက်နေသလားယင်ဒံရကတက်တာပါတယ်ကွာမင်းလူတွေကတောဝက်သားနဲ့တေကိုအလွန်ကျုံစားတော့ပြီးအတုံးယုံဖြစ်ကုန်ကြပြီလေခုနေစင်ရိုင်းတအုပ်ကသူတို့ကိုနင်းသွားတော့မှတစေတရေဘွားကနေငါတို့ဘာဖြစ်လို့ပြတ်ကက်သွားရပါလိမ့်လို့စဉ်းစားယူရကြရမယ်အဖြစ်မျိုးအမောင်ထဲတွင်ကျွန်ုပ်ပြုံးလိုက်မိသည် သူလဲတေရစ်နေပေပြီငစစ်တေရစ်ပြီဆိုရင် စကားတစားတွေစင်ပြောလာတတ်သည် ကျွန်ုပ်ကိုအရှင်သူ့ကိုယ်သူအကျွန်သုံးနှုံးခေါ်တော်တတ်သည်မှ တပါငစစ်သည်ကျွန်ုပ်ကိုတရင်တနည်းပင်ဆက်ဆံပေသည်စင်စစ်ဤသို့ဆက်ဆံရအောင် ကျွန်ုပ်ကပင်အမိန်ပေးခိုင်းစေခဲ့ရခြင်းဖြစ်သည်သူ၏ရိုသားပွင့်လင်းမှုနှင့်မုတ်ဆိုးကောင်းပီတာမှုတို့ကြောင့်သူ့ကိုကျွန်ုပ်သဘောကျမိ၍အမှန်ပင်သူ့နမည်ဘာကြောင့်ငစင်ဖြစ်ရသနည်းဟုကျွန်ုပ်မေးကြည့်ဘူးသည်ငစင်ဆိုတဲ့အမည်ဟာအရိမတရပူရထီးနန်းအရေးတော်နဲ့ဆက်ဆက်နေတဲ့နမည်ပဲကွာ မင်းကဘာကြောင့်ဒီနာမည်ကိုမှဲ့ထားရတာလဲအကျွန်သိပါတယ်အရှင် တမင်မှဲ့ထားတာပါဟိုအရေးတော်တွေရှုပ်ထွေးပြီးစစ်ပွဲတွေ ဖြစ်နေကြတော့က ARE အတိုင်းဖောင်နဲ့စုံပြေးတဲ့ဟိုတပုံမင်းရှိပါရောလားမျက်စိတစ်ဖက်လက်နေတဲ့သူငရမန်လားဟုတ်တယ်ဟုတ်တယ်သူ့ကိုဖောင်စုံတဲ့အတိုင်းမြစ်ကြောင်းမြစ်ကန်တစ်ပင်တွေပေါ်ကနေလိုက်ချေရခံပြီးတစ်ပင်ပေါ်ကနေဒူးလေးနဲ့ပြစ်ရှင်းလိုက်တဲ့မုတ်ဆိုးကြီးရဲ့နာမည်က ငစင်ဖြစ်ကြောင်းအကြွန်ကြားမှုပါတယ်အဲ့ဒီမုတ်ဆိုးကြီးငစင်ကညစ်ကန်တစ်ပင်ပေါ်ကနေငှက်လို့အော်မီပြတဲ့ငယ်မန်ကဖောင်ထဲကကဲလားကိုဖွင့်ကြည့်မှဒူးလေးနဲ့ပြစ်ဆိုင်လိုက်တော့ငယ်မန်ရဲ့ကြံတဲ့မျက်လုံးကောင်းတစ်ဖက်ကိုပါပြက်ပြီးတခါတည်းသေသွားတဲ့အဲ့ဒီမုတ်ဆိုးကြီးငစင်ကိုသဘောကျလွန်းလို့အကျွန်ငစင်လို့နမိမဲ့လိုက်တာပါပဲအရှင်။အော်ဒီလိုလား။နေပါဦး။မင်းအရှင်နမိကရော။ အရင်နမည်မရှိဘူးအရှင်မဟုတ်ဆိုလို့ပဲအကျုံကိုခေါ်ကြတာငစင်အားထိုးအမည်ကိုပြောင်း၍အခြားအမည်တစ်ခုပေးရန်ကျွန်ုပ်စူးစမ်းခဲ့သည်ငစင်ကလက်မခံတွင်တွင်ညင်းကဘာကြောင့်သူ့အမည်ကိုပြောင်းလဲပြစ်ခန်းရတယ်လဲဟုမေးသည်ထိုမေးခွန်းကိုကျွန်ုပ်မဖြေနိုင်တော့ပင်ငစင်နားလေသဘောပေါက်အောင်လဲကျွန်ုပ်ရှင်းမပြတတ်တော့မဟုတ်ဆိုကြီးငစင်ဆိုသည်မှာကျန်စစ်မင်းကြီးထီးနှံမရမီထီးနှံရရများရှုပ်ထွေးကစစ်ပွဲများဖြစ်ခဲ့စဉ်ကကျန်စစ်မင်းဤ ်လက်ယုံကြီးတယောက်အဖြစ်တစ္ဆာရှိစွာအမှုတော်ထမ်းခဲ့သူဖြစ်ကြောင်းကျွန်ုပ်ကရှင်းပြလင်ဟာဒီလိုဆိုရင်ပိုပြီးကောင်းသွားတာပေါ့အရှင်မုတ်ဆိုးကြီးငဆင်ဟာမင်းကြီးရဲ့တစ္ဆာရှိသူရဲကောင်းကြီးသူ့နာမည်ယူထားတဲ့အကျွန်းကလည်းတားတော်ဖြစ်တဲ့အရှင်ရဲ့လက်ရွေးစင်မုတ်ဆိုးခမီးတော်တုံးကလည်းငဆင်တားတော်ကြတော့လည်းငဆင်ဟုဝန်သားအားရပြောတော်သည် ထိုကငစင့်ကိုကျွန်ုပ်ပြန်ပြောစရာစကားမရှိတော့ပြောပြသည့်တိုင်ငစင့်နားမလည်နိုင်တော့နားလည်သည်ထားအောင်ငစင့်သည့် ရိုင်းဆိုင်လွတ်လပ်၍ရိုးသားသောသူ၏မုတ်ဆိုးဘဝကိုဆုံးရှုံးချေတော်မူ။나ကြီးဖွယ်ဆက်ဆုပ်ဖွယ်ဖြစ်ရများနှင့်အတိပြောနေသောအရှုပ်ထွေးထဲသို့သူရောက်လာတော်မူ။ထို့ကြောင့်သူ့အမည်ငစင်ကိုငစင်အတိုင်းသူနှစ်သက်သလိုရှိပါစေတော်ဟုကျွန်ုပ်ခွင့်ပြုလိုက်လျော်ခဲ့ရလေသည်။ငစင်ပြောပါရှင်။ငါတို့နှက်ပြန်ပြွတ်တောင်စီရွေးကြစို့။ဟင်?ဘာဖြစ်လို့လဲရှင်?အကျွတ်လူတွေစားရင်းတတွင်တွေ့ထားပြီ။သူတို့ တော်နှင်းထားချက်အရာဆိုရင်နောက်နှစ်ရက်လောက်ဆိုရင်ဒီစားရင်းကိုတောကောင်တွေလာကြတော့မယ်။ဘာပဲဖြစ်ဖြစ်ငါကိရွတ်တောင်က တောရိစီပြောင်းမယ်ငစစ်။ကိရွတ်တောင်ဟာအမဲလိုက်လို့မကောင်းဘူးရှင်။ခုချိန်ဆို တောင်ကြရီတွေစဉ်စားပြုနေပြီ။ပြီးတော့ရှိုးတွေကဘာတွေတိတ်ပေါ်တာမို့ချောင်းတွေဟာတဒောင်လုံးမှာတဒောင်လုံးလုံးမှာလက်ဖမှုပေါ်ကအကြောမွာတွေလို့ဖြစ်နေတာ။ငစစ်၊နှက်ပြန်ကကိရွတ်တောင်ကိုကူးမယ်။မင်းလူတွေပြောထားမနဲ့လင်းအကြီးထွက်မယ်။ ငစင့်ခေါင်းခါ၍ထွက်သွားသည်ယနေ့ဖို့ကျွန်ုပ်နှင့်ပတ်သက်ပြီးသူနားမလည်နိုင်သောအရာတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပေလိမ့်မည်ကရွတ်တောင်ကြီးတောနှက်များသည်အမဲလိုက်၍မကောင်းကြောင်းကျွန်ုပ်သိပြီးသားပင် တောင်ကြချောင်းများရေတကွန်စိမ့်ဆမ်းများပေါ်များ၍ကရွတ်တောင်မှကျသောရေကိုအတက်တန်ဆဲကရေတောက်ကံပန်းလောင်မျက်နှာအထိဆယ်များဖောက်ခဲ့သည်မှာမဟာအနိရုဒ္ဓဒေဝမင်းကြီးလက်ထက်ကပင်ဖြစ်သည် ို့တော့ကရွတ်တောင်ကိုပင်သွားရန် ကျွန်ုပ်ဆုံးဖြတ်လိုက်သည် အမဲလိုက်ရန်မသင့်သော ထိုတောတောင်ကိုအလောင်းစီသူနှင့်သူ၏မုတ်ဆိုးများဘလို့နီးနှင်းမြရောက်မလာနိုင်ဤချက်သည်ပင်ကရွတ်တောင်ကိုကျွန်ုပ်ရွေးချယ်လိုက်ခြင်းအခြေခံအကြောင်းဖြစ်လေသည်ကရွတ်တောင်ဤတောနှက်များသည် အမဲလိုက်၍မကောင်းကြောင်းကျွန်ုပ်သိပြီးသားပင် တောင်ကြချောင်းများရေတကွန်စိတ်များပေါ်များ၍ကရွတ်တောင်မှကျသောရေကို အတန်တန်ဆယ်ကရေတောက်ကံပန်းလောင်မျက်နှာအထိဆယ်များဖောက်ခဲ့သည်မှာမဟာအနိရုဒ္ဓဒေဝမင်းကြီးလက်ထက်ကပင်ဖြစ်သည်ထို့သောကရွတ်တောင်ကိုပင်သွားရန်ကျွန်ုပ်ဆုံးဖြတ်လိုက်သည်အမဲလိုက်၍မတင်သောထိုတောတောင်ကိုအလောင်းစီသူနှင့်သူ၏မုတ်ဆိုးများဘလိုနည်းနည်းမျှရောက်မလာနိုင်ဤချက်သည်ပင် ကရွတ်တောင်ကိုကျွန်ုပ်ရွေးချယ်လိုက်ခြင်း၏အခြေခံအကြောင်းဖြစ်လေသည်ဟုတ်ကဲ့ပါရှင်စောက်လေးကိုဒီမှာပဲခိတခဏရပ်နာလိုက်ပြစေနော် ားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။ကျန်းမာပေးကင်းကြပါစေ။